ဲ့တော့နှင်းခုကိုဘယ်အရာတွေကပိုဆိုးစေတယ်လဲတို့မဟုတ်ဘာတွေရှောင်ကျဉ်တင်တယ်လဲအဲ့တော့အဓိကနှင်းခုကအရေပြား၆ပြီးတော့အရေပြား ရောင်နဲ့ရောတာအဲ့တော့ကျွန်တော်တို့ပထမဦးဆုံးလောက်ကမှာအရေပြားမ၆အောင်လောက်ရမယ်အရေပြားကိုရောင်ရမ်းမှုမဖြစ်အောင်တမတဲမှုမဖြစ်အောင်ရှောင်ကျဉ်ရမယ်အဲ့ဒီနှစ်ခုလောက်ရအရေပြားမ၆အောင်လုပ်မယ်ဆိုလို့ရှိရင်ပထမဦးဆုံးချက်ကကျွန်တော်တို့ကျွန်တော်တို့နေ့စဉ်အသုံးပြုတဲ့လက်စည်းဆက်ပြာကြီးမျက်နှာသစ်ဆေးရေချိုးဆက်ပြာ ဒါတွေကိုကျွန်တော်တို့နည်းနည်းသတိထားပြီးတော့တုံးရအောင်ကျင့်နိုင်လို့ရှိရင်ကျွန်တော်တို့ကဒီဆက်ပြားတွေကိုဒီညံ့တဲ့ဆက်ပြားတို့ရေချိုးဆက်ပြားတို့ဆိုလို့ရှိရင်ကျွန်တော်တို့အမြုပ်အရန်မထားတဲ့ဆက်ပြားပေါ့နော်အဲ့ရမျိုးတွေတုံးစီခြင်းနဲ့အဲပို့ပြီးတော့သတိထားရမှာတော့နှင်းကိုတချို့လူကတော်တော်များများအိုးဝင်တဲ့ယောဂအဲ့လိုထင်ပြီးတော့ပိုးသက်စေဆက်ပြားတွေတုံးကြတာများတယ်ဆိုတော့နှင်းကူမှာအဲ့လိုပိုးသက်စေဆက်ပြားတွေတုံးတယ်သို့မဟုတ်ကျွန်တော်တို့အလွယ်တကူနဲ့ဒီ hand gel တွေလေ alcohol ပါတဲ့ hand gel တွေ အဲ့ဒါတွေတုံးလဲဆိုလို့ရှင်နှင်းကိုပါပိုဆိုးပါတယ်ဆိုတော့အဲ့ဒါတွေမတုံးပါနဲ့ပုံမှန်သက်ပြာနဲ့လက်စေးတုံးလက်စေးပါရေစေးပါအဲ့ဒါတုံးလို့ရတယ်ဆိုတော့အဲ့ဒါကပထမတစ်ချက်နောက်တစ်ခုကကျွန်တော်တို့ရေချိုးတဲ့အခါရေရဲ့ပူချိန်ပူချိန်ကအရန်ပူအရန်ပူတဲ့ရေကိုချိုးရင်သူကပုံမှန်ပေါ်ရင်ရေပြားမှာရှိတဲ့အစီတက်ကလေးတွေကလွယ်လွယ်နဲ့ပါသွားတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့က လူပဝမ်ဝါတာအရန်အေးတဲ့နေရာမှာနေတယ်ဆိုလို့ရှိရင်တော့တက်နိုင်တော့အရန်မပူတဲ့ရေယူချိုးတာပို့ပြီးတော့ကောင်းနောက်တစ်ခုကခလေးတွေပေါ့နော်နှင်းကူကခုနကကျွန်တော်ပြောသလိုရေကြာကြာထိတာလို့စက်ပြာအပြင်းပြင်းတိုက်တာလို့ပို့ဆိုးတယ်ခလေးတွေဆိုလို့ရှိရင်ဥမာတို့ရေကူးတာတို့တော့မဟုတ်ရေကန်ထဲမှာအကြာကြီးစိမ့်နေတာတို့ပုံမှန်ကလေးတွေတွေ့ပါမှမဖြစ်ပေမဲ့နှင်းကူရှိတဲ့ခလေးတွေတွေ့ဆိုလို့ရှိရင်ပို့ဆိုးတယ်နောက်တစ်ခုကဒီကလိုရင်းခတ်ထားတဲ့ရေတွေကသူ့ရဲ့တဘာဝရဟောကသူကရေပြားကို၆ဆီ အဲ့ဒီတော့နှင်းခုရှိတဲ့ခုဆို chlorine ခတ်ထားတဲ့ရေကူးကန်ထဲမှာဟိုနေမယ်ရေကူးမယ်ဆိုလို့ရှိရင်နှင်းခုဖြစ်ဖို့ chance ပိုပြီးတော့များတယ်တက်နိုင်တဲ့လောက်ဒီ chlorine ခတ်ထားတဲ့ရေတွေနဲ့တွေ့မယ်ဆိုလို့ရှိရင်တော့ထိတွေ့မှုအချိန်ကိုနည်းနိုင်တယ်များနည်းမှာပိုပြီးတော့တင်တော့နှင်းခုကဒီတအားအေးတဲ့နိုင်ငံတွေမှာပိုပြီးတော့ဖြစ်တယ်ပြီးတော့လို့ရှိရင်ဒီတအားဟိုအေးတဲ့ဒေတာမှာမဟုတ်ရင်တော့ကိုနေတဲ့နေရာကိုအလုံးလုံးတဲ့နေရာအဲကွန်းနဲ့တစ်ချိန်လုံးအရန်အေးနေရဆိုလို့ရှိရင်အရေပြား6တောက်ပိုပြီးတော့ဖြစ်စေတယ် အဲ့ဒါကြောင့်မလို့တက်နိုင်တယ်လို့ကိုအိမ်မှာပဲဖြစ်ဖြစ်ကိုရုံးမှာပဲဖြစ်ဖြစ်ဒီ aircon temperature ကိုလည်းနည်းနည်းလေး keep site တယ်နဲ့နောက်တစ်ခုကတခြားအရန်အရန်အေးတဲ့ဒေသတွေမှာဆိုလို့ရှိရင်ရေချိုးရင်ကျွန်တော်တို့ကရေနွေးနဲ့ချိုးကြတယ်ပေါ့နော်အဲ့တော့နှီးကူရှိတယ်ဆိုလို့ရှိရင်တော့တက်နိုင်တယ်လို့ရေပူချိန်ကိုနည်းနည်းလေး short ပေါ့နော်တသိန်းနွေးလောက်ရေလောက်ကိုတော့ချိုးလို့ရပေါ့နော်နောက်တစ်ခုကဒီနှီးကူမှာကကျွန်တော်တို့အရေးပြားချောက်တယ်ရေပြားရောက် ဲ့တော့အရေပြားထောက်တာကိုခုနပြောတာပိုဆိုးစေတဲ့အရာတွေကိုမလုပ်ရဘူးနော်အဲ့တော့အရေပြားကိုစူအောင်လို့ကျွန်တော်တို့ကဘာလုပ်လဲဆိုတော့ moisturize လုပ်ဖို့ပြောတယ်အဲ့ဒီ moisturize လုပ်တဲ့နေရာမှာလည်းကျွန်တော်တို့ကဒီပုံမှန်လူတိုင်းသုံးနေကြ lotion တွေအနွေရတကာမှာတွေ့တဲ့ lotion တွေကိုလိမ်လို့မရပါဘူးခြင်းကိုလူနာတွေအတွက်ပြတ်ထုတ်ထားတဲ့ moisturizing lotion တို့ cream တို့ဒါတွေကိုသုံးမှပဲဆင်ပြေပါတယ် အဲဒါဘာဖြစ်လို့လဲဆိုတော့လူတိုင်းသုံးလို့ရတဲ့ဒီ lotion တွေနဲ့ပြင်းခုဖြစ်တဲ့လူနာတွေအတွက်သုံးထုတ်ထားတဲ့ဒီ lotion တွေအားကွာလဲဆိုတော့အထက်က content တွေပေါ့နော်ပအဝင်ပစ္စည်းတွေကဟိုတခြားစီပဲပအဝင်ပစ္စည်းတွေမှာဒီနှင်းခုအတွက်တည်တန့်ထုတ်ထားတဲ့ဒီ lotion တွေဆိုလို့ရှိရင်တော့အထက်မှာကျွန်တော်တို့အရေပြ၆ပြည့်မှုအတွက် low add တဲ့အစီပေါ့နော် free fatty acid တွေ ceramides တွေ cholesterol တွေဒါတွေပါတယ်ဒါတွေကဘာတွေအကျိုးပြုလဲဆိုလို့ရှိရင်ခုနပျက်စီးနေတဲ့ကျွန်တော်တို့အုတ်တိုင်း ော်ဘီလက်မြင်နေရအောင်သူတို့ကစားထိုးတယ်အရေးပြားကိုပြန်လဲပြီးတော့ပြုပြင်ပေးတယ်ပြီးတော့လို့ရှင်လည်းရားတာတွေကိုတတ်တာစေတယ်အရေးပြားဆူဆွမှုကိုလည်းကြာကြာထိန်းထားနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီနှစ်ခုကစောင်းရင်ရှောင်းရင်နှစ်ခုဖြစ်တယ်နောက်တစ်ခုကနှင်းကူမာကသူကစားတောင်းနဲ့ဆက်ဆက်တယ်နော်အများဆုံးဒီနှင်းကူကိုပိုဆိုးစေတဲ့အစားတောင်းတွေထဲမှာပင်လယ်စာတွေပါတယ်ဒီပင်လယ်စာတွေတွေထဲမှာမှကျွန်တော်တို့ပဇွန်ကတော်တော်ကိုမတည့်တာပဇွန်နဲ့မတည့်တာတော်တော်တွေ့ရတယ် ေါ့နော်နောက်တစ်ခုကလေးတွေမှာဆိုလို့ရှိရင်တော့ညီပဲနဲ့မတွေ့ရတွေ့ရတယ်တချို့ကလေးတွေမှာဆိုလို့ရှိရင်တော့ချိုရှူကားနဲ့မတည့်တာတော့တွေ့ရတယ်ဒါကတော့ရှာရှာပါပါပေါ့နော်အဲ့တော့အဲ့လိုမျိုးအစာတောက်တွေစားလိုက်လို့ကိုယ့်ရဲ့ဒီအေးပြားပူပြီးတော့ရားလာတယ်ရဲလာတယ်ပူပိန်တွေထွက်လာတယ်ဆိုလို့ရှိရင်တော့ဒါကကိုယ်နဲ့ဒီဒီစားစားနဲ့မတည့်တာပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တာကတော့ဒီနှင်းကူဖြစ်တဲ့လူတွေမှာကအစာအသောက်နဲ့မတည့်တာရှိတယ်။ဒါပေမဲ့သူကနှင်းကူဖြစ်နေတဲ့နှင်းကူလူက၁၀ယောက်မှာ၃ယောက်လောက်ပဲအစာအသောက်နဲ့မတည့်တာ လူတိုင်းတော့မဟုတ်ဘူးအဲ့ဒါကြောင့်မလို့နှင်းကူဖြစ်တိုင်းဒီလိုအစားအသောက်တွေလုံးဝကိုရှောင်ရမယ်လို့တော့မဆိုလို့ဘူးဒါပေမဲ့ကိုဒီလိုအစားအသောက်တွေစားလို့ပို့ပြီးတော့နှင်းကူစိုးနေတယ်ဆိုလို့ရှင်တော့ပင်လဲစားတွေပစုံတွေတော့ဒီလိုမျိုးတွေနဲ့မတည့်တာဟိုရှိနိုင်တဲ့အတွက်ကြောင့်တတိထားပြီးတော့ဟိုစားတင်တယ်ပေါ့နော်ကိုကနှင်းကူဖြစ်ပြီးဘုံမနှင်းကူဖြစ်တယ်လို့တန်တရားရှိတယ်ဆိုလို့ရှိရင်ဗာလေးတွေလုံးလို့ရတယ်ဆိုခုနပြောတဲ့ဟာရေပြားမချအောင်လို့ဟိုကာကွယ်ပေါ့နော်မေးမတုံးတဲ့ဆက်ပြားတွေပြင်းနေမတုံးတဲ့ဒါတွေ အစားတင်းနဲ့အစားတောက်တွေနည်းနည်းလေးတိထားလိုက်အဲဒီလုပ်လို့ရတယ်ပြီးတော့လို့ရှိရင်တော့ကျွန်တော်တို့ခုနပြောတဲ့ area repair area repairing agent ဖြစ်တဲ့ဒီပေါ်ရံတော့ပြန်ပြင်နိုင်တဲ့ lotion နဲ့ cream နဲ့တနေ့ကိုအနည်းဆုံး၄ချိန်တော့လင်းရပါတယ်နော်ခုနပြောလိုမျိုးဒါရှောင်းပင်နာတွေလုပ်တယ် moisturize လုပ်တယ်အဲ့ဒါမှမရဘူးကြားနေတော့ပဲရဲနေတော့ပဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအပြော့စား steroid lens ပေါ့နော် hydrocortisone 1%ဆိုတဲ့ဟာဒါလေးကိုတစ်နေ့ကိုနှစ်ချိန်မင်းပြလို့ရတယ်အဲ့နေရာမှာကျွန်တော်သတိပေးချင်တာလေးတစ်ခုတော့ရှိတယ် တကယ်၍နှင်းကိုလိုတန်တဲ့ရရှိတယ်နောက်တစ်ခုကဆန်းနှင်းအောက်ကလေးတွေမှာဖြစ်နေတယ်ဆိုလို့ရှိရင်တော့အချိန်သွားပြီးတော့ပြပါနောက်ခုနပြောလို့ steroid လိမ့်စေးတွေကကလေးတွေရဲ့အရေးပြားမှာသူတစ်ဖြင့်ဒီမျက်နှာပေါ်မှာဖြစ်တယ်မျက်ခွန်ပေါ်မှာဖြစ်တယ်လယ်ဘင်းတို့เนาะဒီလိုမျိုးနေရာတွေမှာဖြစ်တယ်မျိုးမျက်နဲ့အရေးပြားတွေမှာဖြစ်တယ်ဆိုလို့ရှိရင်တော့ဘုဘာသာကိုမလိမ့်ပါနဲ့ကျေးဇူးပြုပြီးတော့ရှားဝင်တဲ့အရင်သွားပြီးတော့သွားပြအတိုင်းဆွေးနွေးပါ ကဲပြီလူကြီးတွေမှာဖြစ်တယ်ဆိုလို့ရှိရင်တော့အဲ့ဒီခုနပြောတဲ့ hydrocortisone 1%ကိုတစ်နေ့နှစ်ချိန်လိမ့်လို့ရတယ်ဖြစ်တဲ့ရဲတဲ့အရာတဲ့နေရာမှာလိမ့်မှာပြီးတော့လို့ရှိရင်အပေါ်ကနေကျွန်တော်တို့ခုနပြောတဲ့ barrier repair လုပ်ပေးတဲ့ကျွန်တော်တို့ lotion နဲ့ cream တွေတစ်နေ့ကို၄ချိန်လောက်လိမ့်ပေးရင်တော့ညတော့အဖြစ်တော့တတ်တာပါတယ်